World War III. Maybe I could have stopped it if I just ran a little faster. Faster! The reverse flash to travel through time. The speed force allowed. Me. Something in the past. We have to Make find out change. what he changed and change it back before they kill everyone on the planet. Yeah, Stone X မှာကျေစုပါတယ် Flashpoint ဒီ comic နဲ့ animation တွေရှိခဲ့တာကြောင့် predator တွေကိုအထူးတလဲမိတ်ဆက်ပေးဖို့တောင်လိုမယ်မထင်ပါဘူး and any story ရဲ့အဆုံးမှာဆိုရင် Batman တယောက်ကသူ့ရဲ့အဖေစီကနေပြီးတော့ရတဲ့စာကိုဖတ်အပြီးမှာမျက်ရည်ကျသွားခဲ့တာကလည်း comic history ကိုပြောင်းစံသွားစေတဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ် Batman တို့ကအဲ့ဒီ story အဆုံးမှာဒီစာမှာဘာတွေရေးထားခဲ့လဲဘာတွေပါခဲ့လဲဆိုတာကိုပြခဲ့ခြင်းမရှိပါဘူး so ဒီနေ့ video မှာတော့ Batman ကိုငိုသွားစေခဲ့တဲ့စာကဘာတွေဖြစ်မလဲဘာတွေရေးထားခဲ့လဲဆိုတာကိုအစအဆုံးရှင်းပြပြီးတော့မှမလို့စိတ်ဝင်စားကြရအောင်ဆိုရင် video လေးကိုဆုံးအောင် ောင်ထိကြည့်တွားပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးရကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြညာလေးတွေကိုစောင့်အောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်ရအောင် I am the night. I am Batman. โอเคအရင်ဆုံး flash point story ကိုမရင်းနှီးမဲ့သူတွေအတွက်ကောမင်းနေလောက်ကြမဲ့သူတွေအတွက်ကော recap လေးလုပ်ပေးကြပါတယ်။တချိန်တော့အခါမှာ Berry Island တူရဲ့အမေကိုကယ်တင်ခြင်းနဲ့စိတ်နဲ့အချိန်နောက်ပြန်သွားလိုက်ပြီးကယ်တင်လိုက်ခြင်းက flash point ဆိုရဲ့ timeline တစ်ခုကိုဖြစ်သွားစေခဲ့ပါတယ်။ Berry ကနောက်နေ့နိုးလာတဲ့အခါမှာသူရဲ့အမေကိုအသက်ရှင်လျက်ပြန်တွေ့လိုက်ရတယ်။ but အရာအားလုံးကသူထင်ထားလို့ဖြစ်မနေတော့ဘူး။သူမှာ flash power တွေရှိမနေတော့ဘူး။ကဘာကြီးမှာ superman ဆိုတာရှိမနေခဲ့ဘူး။ aquaman တို့ရေအောင်နဲ့ wonder woman တို့အမေဇုန်တွေကလည်းစစ်ဖြစ်နေကြတယ်။ batman ကိုတွားချရတော့လေ batman မဟုတ်ပဲ batman ရဲ့အဖေဘိုးတော် ော်လှူတက်တဲ့ဘတ်မန်တနတ်တွေနဲ့ပြည့်တဲ့တောမတ်စ်ဝိန်ဘတ်မန်ဖြစ်နေပါတယ်ဒီလိုနဲ့တောမတ်စ်ဝိန်ဘတ်မန်ကိုဒူလာခဲ့တဲ့ကဘာမှာတာဖြစ်သူဘရူးစ်ဝိန်ကအသက်ရှင်နေသေးတယ်ဘရူးစ်ဝိန်ဘတ်မန်ကလူမတက်ဘူးဆိုတာကိုပြောပြလိုက်တဲ့အခါဘိုးတော်ကသူ့ကို flash power တွေပြန်ရအောင်ထိကူညီပေးခဲ့ပါတယ်ဒီဇလန်မျိုးကို flash ရုပ်ရှင်မှာလည်းကောင်းကောင်းကြီးအတက်ပြူပြီးတော့ဖော်ပြခဲ့ပါသေးတယ်ဆက်ပြောရမယ်ဆိုရင် flash က power တွေပြန်ရလာခဲ့ပေမဲ့သူ့ကြောင့်ဖြစ်လာတဲ့ဒီကဘာကတည်မြဲခြင်းရှိမနေဘူး flash ဒီသူ့ရဲ့ရခင် universe ကိုပြန်ပြေးဖို့အတွက်အခြေအနေကိုရောက်လာခဲ့ပါတယ်အဆုံးထိတောမတ်စ်ဝိန်ဘတ်မန်က flash ကိုကူညီပေးခဲ့တယ် flash လက်ထက် ဲကိုစားစောင်းထည့်ပေးပြီးတော့သူ့သားစီရအောင်ပြေးဖို့အတွက်တွန်းအားပေးခဲ့ပါတယ် Flash D သူရဲ့မူလ University ကိုပြန်ရောက်တဲ့အချိန်မှာအရာရာကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပြီးသူရဲ့အမေကလည်းပြန်သေးသွားပြီး Batman ကလည်း Bruce Wayne ပြန်ဖြစ်နေပါပြီ Barry က Batman စီကိုပဲချက်ချင်းပြေးသွားခဲ့တယ်ကြုံတွေ့ခဲ့ရသမျှအရာတွေအားလုံးကိုရင်ဖွင့်ပြောပြရင်းနဲ့ Batman ကိုသူရဲ့အဖေစီကစာကိုကမ်းပေးခဲ့ပါတယ် Batman ကလက်ရည်ကိုမြင်တာနဲ့တီးလိုက်တယ်စာကိုဖတ်တယ်မျက်လုံးကမျက်ရည်တွေစီကျလာခဲ့ပါတယ် That's all ဒီလောက်နဲ့သူတို့ကရက်ပြစ်လိုက်တာပါဒီစာမှာဘာတွေရေးထားခဲ့လဲဆိုတာကိုလူတွေကိုပေးမသိခဲ့တာကအခုချိန် ိန်ထိကိုလူတိုင်းမသိနိုင်သေးပေမဲ့ Flashpoint Universe ကအသက်ရှင်နေသေးတယ်ဆိုတာနဲ့စာထဲမှာဘာတွေပါဝင်ခဲ့လဲဆိုတာကို2022ခုနှစ်မှာထွက်ခဲ့တဲ့ Flashpoint Beyond Comic မှာပြသွားခဲ့ပါတယ်။ And အဲ့ဒီ comic ကစောက်ရမ်းလိုက်ပါတယ်။ Batman တစ်ကောင်တော့မဟုတ်ဘူး၊နှစ်ကောင်။ Thomas Wayne Batman နဲ့ Bruce Wayne Batman တို့တာဖာက Universe မတူတဲ့တစ်ဖက်တစ်ချက်စီကနေပြီးတော့အဖေကတာကိုကယ်ဖို့၊တာကအဖေကိုကယ်ဖို့ကြိုးစားကြတဲ့စောက်ရမ်းလိုက်တဲ့ရည်သားမှုတွေနဲ့ပြည်နေတဲ့ storyline ကြီးဖြစ်ပါတယ်။ဥပမာ Penguin က Batman ရဲ့ Alfred လိုမျိုးအိမ်ထိန်ဖြစ်နေတာ၄။ Batman ရဲ့အမေ Martha Wayne က Joker ာဖြစ်နေတယ်ဆိုတော့အလန်းစား variation ကြီးတွေလည်းပါဝင်ခဲ့ပါတယ်အဲဒီ comic အဆုံးမှာတော့ Batman က Time Master တွေကိုချသွားရင်းနဲ့နိုင်တဲ့အခါသူနိုင်သွားရခြင်းအကြောင်းရင်းကသူ့ရဲ့အဖေပေါ်မှာယုံကြည်မှုရှိခဲ့လို့သူ့ရဲ့အဖေပို့လိုက်တဲ့စာကြောင်းဖြစ်တယ်ဆိုပြီးတော့ဖော်ပြလာပါတယ် Remember Bruce ဒီအခုလိုနားလဲတတ်တဲ့အရွယ်မှာအဖေနဲ့စကားမပြောခဲ့ဘူးလို့စာပို့လိုက်တဲ့ Thomas ကလည်းအရွယ်ရောက်ပြီးသားတားဖြစ်သူ Bruce နဲ့စကားမပြောခဲ့ဘူးပါဘူးဘတ်သူက Flash ကြီးကနေပြီးတော့ကြားသိရတဲ့သူမတက်ဘူးဖြောင်းမတ်တယ်ဆိုတော့တားပေါ်မှာဂုံယူစွာပို့လိုက်တဲ့စာဖြစ်ပါတယ်စာထဲမှာရေးထားတာက DSN ချေ ရသောသား၏ဒီဘဝနဲ့ပတ်သက်ပြီးတော့ငါသိတာတစ်ခုပဲရှိတယ်။တချို့အရာတွေကကြုံကြိုက်လို့ဖြစ်လာတယ်ဆိုတာကိုသိတယ်။တချို့အရာတွေကငါတို့ရဲ့လောရက်တွေကြောင့်ဖြစ်လာတယ်ဆိုတာကိုလည်းသိတယ်။ဘယ်ရီအလန်ကသူ့ရဲ့အတိတ်က6လက်နေခဲ့တာကိုခံခဲ့ရဘူးလေ။ဒါပေမဲ့သူ flash ဖြစ်လာတဲ့အခါအဲ့ဒီအရေးဆိုးကြီးတွေကိုထားခဲ့နိုင်ပြီးတော့သူ့ရဲ့အချစ်ကိုသူ့ရဲ့မိသားစုကိုပြီးတော့သူ့ရဲ့တငယ်ချင်းတွေကိုရှာတွေ့သွားနိုင်ခဲ့တယ်။ဘယ်ရီကမနေ့ကဆိုတာကိုကြံခဲ့ပြီလို့ထင်တယ်။ဒါပေမဲ့သူ့ကိုတစုံတဦးကလွတ်မြောက်ခွင့်မပေးခဲ့ဘူး။ဘယ်ရီပထမအုပ်ဆုံးအချိန်ကူညီလာတောင်းခဲ့တော့ငါကငြင်းခဲ့တယ်။ငါကဒီဇလန်ရဲ့ဟီးရိုးမှမဟုတ်တာ ါပဲ။ငါကကိုပိုင်ဒုက္ခတွေနာကျင်မှုတွေကြောင့်ကြိုးပြက်ယုံညံ့နေခဲ့ပြီးသားလူတယောက်ပဲ။ငါကလူကောင်းလို့ခေါ်ခံရပြီးလက်မှာသွေးတွေပေးနေတဲ့လူတယောက်ပဲ။ဒါဒီသူလူသက်ကြောင့်ကိုဘရုစ်ကိုထဲရေးပြသွားတာဖြစ်ပါရဲ့။ဇက်ပြီးငါကရှင်တန်မှုအတွက်ဘာမှမချန်တော့တဲ့လူတယောက်ပဲ။ The Flash နဲ့မတွေ့ခင်နေတနေ့အထိပေါ့။မင်းရဲ့တငယ်ချင်းကငါကိုငါတို့ဒီငါတို့ဆုံးရှုံးခဲ့ပြီးသားသူတွေအတွက်ရှင်သန်တာမဟုတ်ဘူး။ငါတို့မှရှိနေသေးတဲ့သူတွေအတွက်ရှင်သန်တာဖြစ်တယ်ဆိုတာကိုသင်ပေးခဲ့။ငါမှသာဒုတိယအခွင့်အရေးရှိမယ်ဆိုရင်အဲ့ဒါကိုနားလဲချင်ပါသေးတယ်။အဲ့လိုမျိုးအတွေ့နဲ့မင်းကိုလည်းရှင်သန်စေချင်တယ်ဘရု news အဲ့ဒါကမိဘအတိုင်းတာသမီတွေအတွက်လိုချင်တဲ့အရာပဲငါတို့ဆိုရင်ငါတို့မရခဲ့တဲ့တာအတွက်ပေါ့မင်းရဲ့အမေနဲ့ငါကမင်းကိုပျော်ပျော်ရွှင်ရွှင်ပဲအဲ့လိုဘဝမျိုးနေနေတာကိုမြင်ချင်တယ်မင်းကြိုးစားပါမယ်လို့ခရီးပေးပါငါလည်းငါရောက်နေတဲ့အရာမှာအဲ့လိုနေဖို့အတွက်ကြိုးစားပါမယ်လို့ခရီးပေးတယ် love always မင်းရဲ့အဖေ thomas ဆိုပြီးရေးသားထားခြင်းဖြစ်ပါတယ် batman ကဒီစာကိုဖတ်အပြီးမှ flash ရှိမှတော့မရှောင်နိုင်မဲနဲ့မျက်ရည်ကျခဲ့ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအခု flashpoint beyond comic ကိုစိတ်ဝင်စားကြရအောင်ဆိုရင်လည်း comment section မှာရေးတော့ပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ channel ကို ရိုက်စားဖို့လည်းဝေချင်ကြရဲဆိုရင်တော့ဗီဒီယိုလေးတက်လာတဲ့အခါ USVPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်